တနင်္ဂနွေနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်မတ်လ6ရက်နေ့နဲ့14ရက်နေ့အတွင်းကာလဟာမိမိရဲ့စွမ်းသက်တည်တွေမြင့်မားနေတယ်ရလကောင်းတွေကို ဖန်တီးနိုင်တယ် အလုံးစုံသောခက်ခဲတွေကိုကျော်နာနိုင်တယ်။စန္ဒရည်မှန်းချက်နဲ့ရည်ရွယ်ချက်တွေကိုရှေ့တိုးလွတ်ကဲပြီးတော့တထက်တဲကြောင့်ဖဏိနိုင်တဲ့အခွင့်ကောင်းတွေကိုလည်းရရှိမယ်။ဝင်ဝင်စည်းဝါးတိုးတက်မယ်။ခက်ခဲတဲ့ကိစ္စတွေကိုဖြေရှင်းနိုင်လိမ့်မယ်။ကိုယ့်ကိုကူညီတဲ့သူတွေပေါ်လာလိမ့်မယ်။အခက်အခဲတွေကိုဒီချိန်မှာ ထိတ်တရင်ဆိုင်လိုက်တာဟာကိုယ့်အတွက်အဖြေရှာမှုရတတ်ကောင်းကိုဖြစ်တော်စေတဲ့ဆောင်ရွက်မှုပါပဲရှင်းရနေမှာတော့သူတို့ကြာကြာကောင်းတဲ့ကံနဲ့အကျိုးပေးတဲ့ကံတွေပေါ်ပေါက်တယ်။ကိုယ့်ရဲ့နေမှာအလုပ်ဖို့ကိစ္စဖို့တွေကြုံမယ်။၁ရဲ့နေမှာရန်တိုက်ခံနေတဲ့ထိတ်တိုက်တွေ့တတ်တဲ့စိတ်ပြန်မှန်းမယ်။ စက်တည့်နေ့ဟာစိတ်ချမ်းမြေ့စရာကြီးရှိတယ်။ပြည့်ရွယ်သူတွေစမ်းပွင့်တယ်၊လုပ်ငန်းရရမှလည်းကောင်းတယ်။စက်တည့်နေ့မှာမထင်မှတ်ပဲစောင့်ရလိုက်တဲ့အပြောင်းလဲတွေကိုတွေ့ခေါင်းကျိုးပေးခြင်းကိုကြုံမယ်။စက်သောရနေ့အဲ့ဒီနေ့ဟာလာပြည့်နေ့ဖြစ်တယ်။မင်္ဂလာရှိသောနေ့သားတွေရှိတယ်။အလုံနေတာစီဝါနေတာဘဝအခြေအနေထူးထူးခြားခြားကောင်းခြင်းနဲ့တွေ့တဲ့ခြေတွေကိုရနိုင်တယ်။၁၄ရက်နေ့ကတော့ အတိုက်ခံနေတဲ့သတိထားမယ်အဲ့ဒီဟာလက်ချက်တဲ့နေဖြစ်တယ်အဲ့ဒီမှာဘာလို့လို့သတိနဲ့ရှင်းပြီးလောက်ရမယ်အမှားမပါစေတဲ့ပြဿနာဖြစ်ရင်ရှင်းချသွားတတ်တယ်ဒီကလာအတော်တွေမှာဇာတပတိနေဗုဒ္ဓနေငါနေမွေးသူတွေကောင်းကျိုးပေးတယ်တနည်းလာနေတောက်ကြနေမွေးသူတွေကိုဒုက္ခပေးတတ်တယ်နံပါတ်3ငါခွန်ကနန်းနေကျိုးပေးတယ် အပြာရောင်ပန်းရောင်နှုတ်နှစ်ရောင်တို့ကိုသုံးဆွဲပြီးလူရှိရာကိစ္စတွေကိုဆောင်ရွက်နိုင်တယ်အထူးပြုအစီရင်ကတော့တပေါင်းလာပြည်နေ့7ရက်နေ့ March လာရောင်အောင်မှာကြောက်ပြင်းတစ်ချက်အဲ့ပေါ်မှာနန်းစီနဲ့စပကြီးသဲကြီးတို့ကိုတန်းလိုက်နဲ့တွေးပြီးတော့အဲ့ရတဲ့စီလေးတွေကိုစူးစမ်းထားပြရတ်ကောင်နဲ့ကောင်းလေးစီဖြစ်လုံးနေရတယ် အယောင်းဝယ်ဒီပိုင်းစီလေးသုံးနေရင်ရောင်းမဝယ်ပန်းပွင့်တတ်တယ်။အဲ့ဒီအစီရင်ကိုတပေါင်းလာပြည်နေညမှာပြရပွင့်လန်းခြင်းအစီရင်ဖြစ်ကိုဖန်တီးနိုင်ပါလေ။ဒီဆောင်ရွက်မှုတွေကို လုပ်ခဲ့ရအကြံပေးတင်ပြလိုက်ပါလေ။ကျေးဇူးတင်ပါလေ။တနင်္လာနေ့မွေးသူအလုံးမင်္ဂလာပါ။2025 March ၈ရက်ကနေ့ ်14ရက်နေ့တော်တွေမှာဖြစ်ပေါ်နေတဲ့ကံကြမ္မာခွင့်ရေးတွေကိုလက်တွေ့ဆုံးချပြီးပုံမြင့်တဲ့ဘဝစစ်တကူကိုကူပြောင်းတိုးတက်သွားနိုင်တယ်။ငွေကြေးပုံမှန်နဲ့ပုံပြီးဝင်လာလိမ့်မယ်။စုဆောင်မှုစိတ်မကူနဲ့အဲဝင်လာတဲ့ငွေကြေးအလုံးဟာ ပြန်ပြီးအသုံးပြရမယ့်ငွေဖြစ်ကိုနှင်းများစွာပြောင်းလဲသွားလိမ့်မယ်။ဘဝအခြေအနေတွေကနှင်းများစွာ တိုးတက်မယ်။အတတ်ပညာဘဝအခြေအနေနဲ့ကံနေတာအထုတလေကောင်းစွာ တိုးတက်ခြင်းနဲ့ လိုလားချက်စံတရည်မှန်းချက်တရားလုံးကိုရှေ့တိုးဆောင်ရွက်အောင်မြင်နိုင်တဲ့အနေထားကောင်းတဲ့တိုးတက်မှုကောင်းတွေကိုချုံတွေ့နေတဲ့နေ့ပါပဲကာလတွေပါပဲရှေ့ရနေ့မှာရရဆင်ပြေမယ်တိုးတက်မယ်လိုရာပြည့်စုံမယ်ကိုယ့်ရနေ့မှာအလုံးအောင်မြင်မှုနဲ့ဘဝတိုးတက်မှုတွေရဲ့နှစ်သာရကိုချုံတွေ့နိုင်တယ်ဆယ်ရနေ့မှာရည်မှန်းချက်တွေကိုလက်တွေ့ကောင်းထဲပေါ်ပြီးတော့ ဘဝရည်မှန်းချက်ရဲ့နှစ်သာရကိုရနိုင်တယ်ဒါပေမဲ့ရန်တိုက်ခတ်နေတဲ့ရှင်ပြီးတော့အမယ်ဆက်တရနေ့စိတ်ချမ်းသာစရာတွေကြုံမယ်ကောင်းခြင်းခွင့်ရနှမျိုးကြုံမယ်ရသည်ရတတ်တဲ့ရပဲခွေနေပြန်ရမယ်ဆက်တရနေ့မှာပြောင်းကြပြဖြစ်ပြီးမှအစီပြေမယ်အရဝင်းနဲ့ဆက်ဆက်ပြီးလှုပ်တဲ့လှုပ်တဲ့ကြိုးပေးပြီးတော့တိုးတက်တဲ့ကံတွေကြုံမယ်စက်သုံးရည်နဲ့အရာရာဆင်ပြေခြင်းကံကောင်းခြင်းဘဝတိုးတက်ခြင်းရဲ့အနှစ်သာရရှိတဲ့အဲ့ဒီလာပြင်းနေတယ်လေတိုက်ဆိုင်တယ် တပေါင်းသားပြင်းနေညအချိန်မှာလရောင်အောင်မှာကြောက်ပြတဲ့ချက်ပေါ်မှာနှမ်းစီနဲ့စပကြီးသေးချင်နဲ့တင်ပြီးတော့တန်လိုက်တိုးလေးနဲ့သွေးပြီးပြရတတ်ဖို့လို့ရတယ်ပြရစေအဲ့စီလေးကိုသိမ့်တာကောင်းမှလူနောက်ကိုရောင်းချင်ဝယ်ချင်တဲ့ကိစ္စတွေပွေရလာလေးတွေတော့လဲပေးထူးထူးခြားခြားကောင်းတဲ့ဓာတ်တွေရှိတဲ့လက်တွေ့ဆောင်ရွက်ကြိုးပမ်းနိုင်တယ်၁၄ရက်နေတော့ရရသတိထားမယ်ရက်ကလာချက်တဲ့နေ့ အဲ့ဒီမှာသွားလာစဉ်တွေ့တဲ့လူကံပုဂ္ဂိုလ်တို့ကိုလှူဒါန်းမှာအကြက်တဲဖြစ်နေတဲ့သူတွေကိုကူညီလိုက်ပါဒီကာလအတော်တွင်မှာတနင်္လာနေ့သောကြာနေ့စနေနေ့မွေးသူတွေကိုကိုကောင်းချိုးပေးတယ်တနင်္ဂနွေနေ့ဗုဒ္ဓနေ့မွေးသူတွေကကိုကိုဒုက္ခပေးတတ်တယ်အပြာရောင်ပန်းရောင်နုနေရောင်တွေချိုးပေးတဲ့ရောင်ဖြစ်သုံးဆွဲနိုင်တယ် နံပါတ်၄ခွန်ကိုကနန်တွေကိုအချိုးပေးကနန်တွေဖြစ်သုံးဆောင်နိုင်ပါတယ်ကောင်းသောကံကြမ္မာနဲ့ကံခွင်လန်းဖွင့်စေရန်တွင်ညာပခုံးရင်ဝဲဆွပြီးလက်ခုပ်သုံးချက်တီပင်ကထွက်ကလူကိစ္စတွေဆောင်ရွက်ခြင်းတပတ်တွင်ဆောင်ရွက်လိုက်ပါဆက်တိုက်လို့ပါထူးထူးခြားခြားကောင်းခြင်းတွေရလာပါနိုင်မယ်ကျေးဇူးတင်ပါတယ်ဒီကနေ့ဝေးသူအားလုံး မင်္ဂလာပါ2025မတ်လ6ရက်နေ့14ရက်နေ့တော်တွင်မှာပြန်ဆိုင်မကလုံးကိုကြော်လာပြီးတော့ဘဝတိုးတက်ခြင်းကံမြတ်ခြင်းကိုရမယ်ခက်ခဲတဲ့ကိစ္စတွေအလုံးကိုကြော်ပြီးမိမိရည်မှန်းချက်နဲ့လိုလားချက်တွေကိုပြည့်မြောက်လုပ်နိုင်တဲ့အယူဆသဘာဝမတူလင်းကစားကိုယ့်ရဲ့ဆန္ဒရည်မှန်းချက်ကိုအဓိကအားထားပြီးတော့လုပ်ကိုင်ခြင်းဖြင့်ကောင်းသောတည်လမ်းပေါ်မှာခရီးကိစ္စအဆင်ပြေမယ်ပြောင်းလဲတဲ့ တိုးတက်မှုရှိမယ်ရပယ်ခွင့်နေလက်ဝဲပြန်လည်ရရှိခြင်းနဲ့ဘဝတိုးတက်ခြင်းကိုကြုံရှင်းရဲ့နေ့မှာအတိုက်ခံကြမှာတိုးတက်ခြင်းအောင်မြင်ခြင်းကိုကြုံမယ်ကိုယ့်ရဲ့နေ့မှာအရာရာဆင်ပြေခြင်းကံကောင်းခြင်းကိုကြုံမယ်ဆယ်ရဲ့နေ့မှာလို့ဖို့ကိစ္စပွေတွေကြုံမယ်အတိုက်ခံကြတိုးတက်မယ်ဆက်တည့်ရဲ့နေ့မှာရန်အတိုက်ခံဖြစ်တတ်တဲ့ပြဿနာနှမျိုးတစ်ပြိုင်တည်းတည်းဖြစ်ရှင်းနိုင်နေမယ်ဆယ်နှစ်ရဲ့နေ့ကတော့ငွေကြေးကံလုပ်ငန်းကံဘဝကံထူးခြားစွာ တိုးတက်တဲ့နေသားနဲ့ အောင်မြင်မှုကိုကြုံမယ်ဆက်သောရက်နေ့လာပြင်းနေ့ဖြစ်တယ်အဲ့ဒီနေ့ဟာထူးခြားသောမွန်မြတ်သော နေ့တစ်ခုဖြစ်သလိုစိတ်ချမ်းသာစရာလည်းကြုံမယ်ညအချိန်မှာလာရောက်အောင်မှာကြောက်ပြတစ်ချက်ပေါ်မှာစပကြီးသေးကြီးရဲ့နှမ်းစီရဲ့သံလိုက်တို့ရဲ့သွေးပြီးတော့ပြရဆက်ဖော်မယ်အဲ့ဒီအနှစ်လေးကိုလူနဲ့ဆောင်းလူလို့ရတယ်သုံးဆွဲညာရှိသလိုသုံးဆွဲစမ်းပွင့်ခြင်းရဲ့သဘာဝအပြည့်အဝရမယ်၁၄ရက်နေ့အထူးသတိရှိရမယ်နေ့ အဲ့ဒီကလက်ချက်တဲ့နေဖြစ်တယ်အဲ့ဒီဒီမှာအချက်တဲမရှိအောင်ကရှောင်ကျဲရမယ်သူတစ်ပါးခက်ခဲရှိရင်လည်းကူညီရမယ်ဒီကာလအတော်တွင်းမှာတနင်္ဂနွေနေ့သောကြားနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးပြီးတော့တနင်္လာနေ့ကြာသာပတင်းနေ့မွေးသူတွေဒုက္ခပေးတတ်တယ်။နှစ်လေးကိုကနံအချိုးပေးတယ်အဖြူအစိမ့်မိကိုရောင်တို့ကိုတော့ရအချိုးရှိတဲ့ကံကြမ္မာနဲ့တိုးတက်တဲ့ကံခွင့်ရည်တွေကို ရရှိနိုင်ပါတယ်။ကောင်းသောကံရရန်လို့ငါနေမှရှိနေတဲ့စပ်ပြဘူးကအဟောင်းနေနောက်ပြီးတော့ရေခွက်အဟောင်းနေစွန့်ပြလိုက်ပါ။ကျေးဇူးတင်ပါတယ်။ဗုဒ္ဓနေမွေးသူအားလုံးမင်္ဂလာပါ။2025ခုနှစ်မတ်ရှိရနေရနေ၁၄ရက်နေ့တော်တွင်မှာ အပြောင်းလဲတွေရှိတယ်ခရီးကံကောင်းတယ်လူမျိုးပဲအကျိုးပေးမယ်မိမိလိုလားချက်ရည်ရွယ်ချက်တွေအောင်မြင်အောင်ဆောင်ရွက်နိုင်တယ်ပစ္စည်းပြောက်တတ်တယ်အာမခန္ဓာတောင်းယူတာမလုံးနဲ့ပေါ်လာတဲ့စိတ်ကူးတွေကိုလက်တွေ့သုံးချပါခရီးကိစ္စပေါ်လာရင်လည်းသွားပါကိုယ့်အတွက်အနေမရှိဘူးရှင်းရည်နေမှာဥတီချက်တဲ့ဒုက္ခခြင်းတွေချိုးပေးပြီးတိုးတက်မယ်ကိုယ့်ရည်နေဟာတော့ဝေးချေကံလုံငန်းကံဘဝကံနေ့ အလုံးစုံတိုးတက်မယ်။ဆယ်ရက်နေ့မှာရန်တိုက်ခံနေတဲ့ထိတိုက်တွေ့မယ်။ဆယ်တရက်နေ့မှာအရေးပါတဲ့ပြောင်းလဲတဲ့တိုးတက်မှုတွေရှိမယ်။ဆုံးဖြတ်ချက်မှန်မယ်။ဆယ်နှစ်ရက်နေ့မှာရပိုင်ခွင့်တွေလက်ဝဲပြန်ရမယ်။ဆယ်သုံးရက်နေ့ကတော့အလုံးစုံကောင်းခြင်းကံနဲ့တိုးတက်ခြင်းနဲ့ရှိရည်မှန်းချက်ဒီကိုအောင်မြင်နိုင်တယ်။အဲ့ဒီကတပေါင်းလာပြည့်နေ့အဲ့ဒီညတပေါင်းလာပြည့်ညလာရောက်အောင်မှာကြောက်ပြတစ်ချက်ချပြီးတော့အဲ့ဒီကြောက်ပြပေါ်မှာနှမ်းစီ နောက်စပကြီးသေးချင်နဲ့တာလိုက်တုံးလေးကိုတွေးပြီးတော့အဲရလာတဲ့နှစ်လေးကိုပြရတတ်ဖြစ်သောစမ်းပွင့်တယ်ကိုခေါင်းမှလူပြီးတော့သွားလာရင်လည်းလူချစ်လူခင်ပေါ်တယ်အယောင်းဝယ်လို့တဲ့နေရာမှာလည်းအဲ့ဒီနှစ်လေးနဲ့တို့ပေးရင်လည်းရောင်းမဝယ်ပန်းနေပွင့်တယ်ဆယ်လေးရက်နေ့အဲ့ဒီနေရာလာချက်တဲ့နေ့အဲ့ဒီနေ့မှာငွေမချီးနဲ့စုံးတတ်တယ်ကိုယ်ကလည်းသူများရှိရာငွေမယူနဲ့ ြန်ပေးရန်ခဲတတ်တယ်။နာရီရက်ဒီမှာအကြက်တဲရှိရင်ဖြည့်ရှင်းမှာချက်ချင်းဖြည့်ရှင်းမှာပြဿနာကိုမသေးသွားနဲ့ခက်ခဲသွားတတ်တယ်။ဒီကာလအတော်တွေမှာဇာသာပတိနေဗုဒ္ဓနေစနေနေမွေးသူတွေကကောက်ကျိုးပေးပြီးတော့တနေ့ကလေးတနေ့လာမွေးသူတွေဒုက္ခပေးတတ်တယ်။နှစ်ခုကိုကနံကျိုးပေးတယ်အစင်းရောင်ဖြူရောင်မိခွန်ရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စဆောင်ရွက်ရအောင်မြင်နိုင်တယ်။ တပြေညွတ်ဖျားတင်ပြီးလိုရာဆူတောင်းခြင်းမကြာခဏပြုပါထူးခြားစွာကံကောင်းပါနေမယ်ကျေးဇူးတင်ပါတယ်ဇာတာပတိနေမွေးသူအလုံးမင်္ဂလာပါ2025ခုနှစ်မတ်လ6ရက်နေ့နေ့စပီး7ရက်နေ့အတော်တွင်မှာရန်တိုက်ခံနေတဲ့ဂျုံတွေ့တဲ့သူတပားကြောင့်မိမိရေဝဲချက်တွေမှာနှောင့်နှေးခြင်းခတိကောင်ဖြစ်ခြင်းတွေရှိတတ်တယ်အမခံခြင်းတောင်းယူခြင်းမလုပ်ရဘူးချက်ချင်းဆုံးပြတ်ပြီးလောက်တာကောင်းတယ် အလုပ်တွေကိုဒီချိန်မှာတက်ရထိုင်ရင်တို့တွေပြန်ကောက်ရဆောင်ရရခက်ခဲတတ်တယ်။ဒီရနေ့ကတော့ပြဿနာတွေများတယ်အချိန်မှမှုတွေဖြစ်ရှင်းရတယ်လူလေးယောက်ဒုက္ခီသွားရင်လည်းအနေရှိတတ်တယ်။ကိုယ့်ရနေ့မှာတော့ကောင်းခြင်းမင်္ဂလာနဲ့တိုးတက်ခြင်းတွေရှိမယ်။စိတ်ချမ်းသာမယ်၊လူရပြည့်စုံမယ်။ဆယ်ရနေ့မှာအလိုရှိရာပြည့်စုံခြင်း၊ငွေချေးကံကောင်းခြင်းနဲ့လက်ဖွင့်ခြင်းတွေကိုကြုံမယ်။ဆယ်တရနေ့မှာရတတ်တဲ့လူတွေကိုပြန်လဲစတင်နိုင်တယ်။အခက်အခဲတွေကိုလည်းဖြေရှင်းနိုင်တယ်။ စနေနေ့တွေကငွေကြေးနဲ့ပတ်သက်တဲ့ကံလုပ်ငန်းကံလုံးစုံကောင်းခြင်းနဲ့ကြိုးပမ်းခြင်းကိုကြုံမယ်၁၃ရက်နေ့မှာရည်မှန်းချက်သစ်တွေကိုလက်တွေ့ကောင်းထဲဖော်နိုင်တဲ့လပြည့်နေ့ဖြစ်တဲ့အဲ့ဒီညတပေါင်းလပြည့်နေ့ညလရောင်အောင်မှာကြောက်ပြတဲ့ချက်ပေါ်မှာနှမ်းစီနဲ့တန်လိုက်တုံးလေးနဲ့စပကြီးသေးကြီးသွေးပြီးတော့အဲ့ဒါလေးကိုလူနဲ့စောင်းထားပေးပါ ထူးခြားတဲ့ပြရတ်ကောင်းပဲလိမ့်ချံသုံးဆွဲနိုင်ပါတဲ့၁၄ရက်နေ့အဲ့ဒီညက လှချတဲ့နေ့အဲ့ဒီနေ့မှာတပါးသူချက်တဲရှိနေတဲ့လက်နဲ့ဖြည့်ရှင်းပေးပါ။နောက်အဲ့ဒီနေ့မှာအမဲသားစားသုံးခြင်းကိုရှောင်ကျဉ်လိုက်ပါ။ဒီကာလတော်တွင်မှာဇာသပတိနေဗုဒ္ဓနေတောကြံနေမွေးသူတွေကောင်းကျိုးပေးတယ်တနည်းကတွင်နေကနေမွေးသူတွေဒုက္ခပေးတယ်တင်ငါကုကနာကျိုးပေးတယ် အဖြူစိမ့်မိကိုရောင်တို့ကိုသုံးပြီးတော့လူရှိရာကိစ္စများဆောင်ရွက်နိုင်တယ်။အဝါရောင်ပန်းပွင့်ဖျားတင်ပြီးလူရဆူတောင်းမှာဆူတောင်းပြေပါလိမ့်မယ်။ဂျေစုတင်ပါလေ။သောကြာနေမွေးသူအားလုံးမင်္ဂလာပါ။2025ခုနှစ်မတ်လ6ရက်နေ့ရက်နေ့14ရက်နေ့အတွင်းလက်နာပါဥစ္စာတနာဖွံ့ဖြိုးခြင်း၊ဝေကြီးကံကောင်းခြင်း၊ဘဝတိုးတက်ခြင်းနဲ့လူရပြည့်စုံခြင်းကိုဒီချိန်ကျုံးကိုကြုံမယ်။ ကိုလုံးတဲ့ကိစ္စမှန်များဆင်ပြေမယ်ဘလောက်ခက်ခဲအားလုံးကိုကျော်လွှားပြီးလိုရာဆန္ဒပြည့်မြောက်ဆောင်ရွက်နိုင်နိုင်မယ်ချက်ချင်းဆုံးဖြတ်ပြီးရှေတိုးလုပ်ကံရင်းတို့ရဲ့ကောင်းသောအကျိုးဆက်ကိုရမယ်ကိုပိုင်တွေးခွန်တဲ့လုပ်ကံရင်းတွေရဲ့ကောင်းသောအကျိုးကိုရရှိနိုင်တဲ့ရှေ့ရနေမှာရာရာကံကောင်းခြင်းဆင်ပြေခြင်းကိုကြုံမယ်ကိုရနေမှာရန်တိုက်ခံတဲ့ထိတ်တိုက်တွေ့မယ်ဆယ်ရနေမှာစတင်ခြင်းတွေပြန်လည်စနိုင်ခြင်းအခက်အခဲကျော်လွှားနိုင်ခြင်းတွေရှိမယ်ဆယ်ရနေမှာပြဿနာနှမျိုးဖြေရှင်းပြီးမှအလိုပြည့်စုံမယ်ဆယ်ရနေမှာ မှန်းနာတဲ့လက်တွေနဲ့ကြံပြောင်းကြံနေဖြစ်နေတတ်တဲ့အခက်အခဲတွေများတတ်တဲ့စက်သုံးရက်နေ့မှာရက်တန်တဲ့လူတွေပြန်ဆခြင်းအဟောင်းကိုရက်ရွက်အစ်စ်ကိုစခြင်းကြုံမဲ့အဲ့ဒီလာပြည့်နေ့တပေါင်းလာပြည့်နေ့တပေါင်းလာပြည့်နေ့ညလာရောင်အောင်မှာကြောက်ပြင်းတစ်ချက်ပေါ်မှာနှမ်းစီရဲ့စပကြီးသေးရေကိုတန်လိုက်တုံးနဲ့သွေးရလာတဲ့အဲ့ဒီအနှစ်ကိုယူပြရတတ်ကောင်းတဲ့စမ်းပွင့်စေတဲ့အစီရဲ့ အဆောင်ရောင်အနှစ်သာရကိုရပြီအဲ့ဒါလေးကိုခေါင်းမှလူးပြီးတော့ပြောရဆိုရင်မျက်နှာပွင့်ပြရတဲ့ကောင်းတယ်အယောင်ဝဲလွယ်ရလေးကိုအနည်းမမှထားရှိတို့ထားပြီးလို့အစင်းကိုပြေနေလေလက်တွေသုံးလို့ရတယ်တစ်နှစ်မှတခါပဲလို့လို့ရတာဆယ်လေးရနေသတိထားမယ်အဲ့ရကအညံ့နေရှိတယ်အဲ့ဒီကလက်ကျက်တဲ့နေဖြစ်တယ်အဲ့ဒီမှာတပားစုခက်ခဲရှိနေတိုင်းကုညီပါ သူတစ်ပါးကိုအထောက်အကူပြုပေးလိုက်ပါဒီကန္နာတော်တွေမှာတင်းလာနေအင်္ကာနေဗုဒ္ဓနေမွေးသူတွေကောင်းကျိုးပေးပြီးတော့တင်းကနေမွေးတဲ့သူတွေနဲ့တောက်ကြမွေးသူတွေကိုဒုက္ခပေးတတ်တယ်ရှစ်ခုကိုကနန်းတွေကျိုးပေးတဲ့အ내ရောင်ပြားရင်ရောင်မိခိုးရောင်နဲ့ပြောင်းနေသုံးပြပါထူးထူးခြားခြားကံကောင်းလိမ့်မယ်ကောင်းခြင်းကံကြမ္မာနဲ့တိုးတက်ခြင်းတွေရဖို့အတွက်ကိုတော့နေမှာရှိနေတဲ့ ဝါတူဝါရတောင်းဝါနဲ့ပြုလို့တဲ့ပစ္စည်းအောင်များဆွန့်ပြလိုက်ပါကျေးဇူးတင်ပါတယ်စနေနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်မတ်လ10ရက်နေ့နေ့ဆယ်ရက်နေ့တော်တွင်မှာအပြောင်းလဲနဲ့တိုးတက်မှုရှိမယ်ရည်မှန်းချက်အောင်မြင်ခြင်းနဲ့ဘဝတည်လံကံပွင့်နဲ့အနေထားချုပ်မယ်ချက်ချင်းဆုံးဖြတ်ပြီးရှေ့တိုးလုပ်ခဲ့ခြင်းတို့ရဲ့ကောင်းသောကျိုးဆက်နဲ့တိုးတက်မှုတွေကိုရနိုင်တယ် နေရာပြောင်းရွှေ့ပြောင်းလေတွေဖြစ်နိုင်တဲ့ဆက်ဆံရေးဝင်ကျင်တွေမှာလည်းအပြောင်းလဲသစ်တွေပေါ်လာမယ်ပေါ်လာတဲ့စိတ်ကူးသစ်တွေကိုရှေ့ရက်နေ့မှာလက်တွေ့ကောင်းတဲ့ပေါ်ပါ၉ရက်နေ့မှာရပိုင်ခွင့်တွေလက်ဝယ်ပြန်လဲတောင်းဆိုရယူနိုင်တဲ့၁၀ရက်နေ့မှာအလုပ်ကိစ္စတွေအတွက်ပြောဆိုမှမမြအောင်မြင်မယ်၁၇ရက်နေ့မှာရှင်ပြိုင်မှုတွေပေါ်အောင်မြင်မယ်ဘဝတိုးတက်မယ်၁၂ရက်နေ့မှာရန်တက်ခံနဲ့ရှင်ပြီးလောက်ရမယ်၁၃ရက်နေ့ထူးထူးခြားခြားကံကောင်းခြင်းအလိုပြည့်စုံခြင်းနဲ့ဘဝတိုးတက်ခြင်းတွေကိုဖန်တီးနိုင်တယ် ဆယ်လေးရက်နေအဲ့နေရလာချက်တဲ့နေဖြစ်တဲ့သွာလာနေတိုင်းထူးပြူပြီးကျူးဆက်ရမယ်ဒီကာလအတော်တွင်မှာတနင်္လာနေ့ငါနေ့ဗုဒ္ဓနေ့မွေးသူတွေကောင်းကျိုးပေးတယ်တနင်္ဂနွေ စနေမွေးသူများကြောင့်စိတ်နောက်ဆက်လေးတွေရှိတတ်တယ်တစ်ခုကိုကနံကျိုးပေးတယ်အဝါလေးမော်ရွှေရောင်တို့ကိုသုံးပြီးတော့လူရှိရာကိစ္စဆောင်ရွက်နိုင်ပါတယ်ဒီကာလအတွင်းထူးပြူနှုတ်နိုင်တဲ့အကြောင်းအရာအစီရင်လေးရတော့7ရက်နေ့မတ် ဲ့နေရာတပေါင်းလပြည့်နေတပေါင်းလပြည့်နေညအချိန်မှာလရောင်အောင်မှာကြောက်ပြင်တစ်ချက်ထားပြီးတော့အဲ့ကြောက်ပြင်ပေါ်မှာနှမ်းစီရဲ့စပကြီးသေးကြီးတင်ပြီးဆန်လိုက်နဲ့သွေးရလာတဲ့အနှစ်ကလေးကဒါပြီးရတဲ့ကိုထူးထူးခြားခြားကောင်းစေတဲ့အနှစ်သာရဖြစ်လာတယ်။ကိုကောင်းမှလိမ့်ပြီးတော့သွားလိုက်ရင်လည်းလူချစ်လူငယ်ပေါ့ပစ္စည်းတွေရောင်းဝယ်ခြင်းလည်းဒီအစီလေးတို့လိုက်အဲ့ပစ္စည်းရောင်းဝယ်ထွက်တယ်။လက်တွေစမ်းသပ်နိုင်တဲ့ ရှေးအယုတ်ရနှစ်သာရတစ်ခုဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်